ပြည်သူတွေတောင်းတနေတဲ့ Federal ဆိုတာကမ္ဘာပေါ်ကနိုင်ငံတွေရဲ့စုဖွဲ့မှုပုံသဏ္ဍာန်ကိုလေ့လာကြည့်ရင်အခြေခံအားဖြင့်နှမျိုးခွဲခြားလို့ရပါတယ်။တပီထောင်စနစ်နဲ့ပြည်ထောင်စုစနစ်လို့လည်းခေါ်ကြတဲ့ Federal စနစ်တို့ဖြစ်ပါတယ်။တပီထောင်စနစ်ကိုတောင်းမှဗဟုချုပ်ကင်မှုကဲတဲ့တပီထောင်စနစ်နဲ့ဗဟုချုပ်ကင်မှုရှင်းချထားတဲ့တပီထောင်စနစ်ဆိုပြီးမူကွဲနှမျိုးခွဲလို့ရပါတယ်။ ဖက်ဒရယ်စနစ်ကိုလည်းဗဟုချုပ်ကင်မှုကဲတဲ့ဖက်ဒရယ်စနစ်နဲ့ဗဟုချုပ်ကင်မှုရှော့ချထားတဲ့ဖက်ဒရယ်စနစ်ဆိုပြီးနှစ်မျိုးခွဲလို့ရပါတယ်။ဖက်ဒရယ်စနစ်မှာတော့ဗဟုအစိုးရနဲ့ပြည်နယ်အစိုးရတို့ရဲ့ကြားလုတ်ပိုင်ခွင့်အာဏာခွဲဝေချက်သုံးကြပါတယ်။တပြည်ထောင်စနစ်မှာတော့ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အခွင့်အာဏာကိုဗဟုအစိုးရကပဲချုပ်ကင်ထားပါတယ်။မြန်မာနိုင်ငံမှာလည်းခေတ်အဆက်ဆက်ဖက်ဒရယ်စနစ်ကို တောင်းဆိုလာခဲ့ကြတာပါ ခုအခါမှာတော့ Federal တီဆောက်ရေးအိမ်မက်ကို PP ပြင်းပြင်းမက်ခွေရလာကြပါပြီဒါကြောင့် Federal အကြောင်းပြည်သူတွေပုံမူသိရှိစေဖို့မိတ်ဆက်လိုက်ပါတယ် Federal စနစ်ဆိုတာဘာလဲ Federal စနစ်တွေကိုကြည့်ရင်အစိုးရနှစ်ရပ်ရှိတာကို တွေ့ရပါတယ်ပထမဆုံးတစ်ခုကတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ဘ ഹു အစိုးရဖြစ်ပြီး နောက်တစ်ခုကတော့ပြည်နယ်အစိုးရဖြစ်ပါလေ။ Federal စနစ်ဆိုတာဘ ਹੁ အစိုးရနဲ့ပြည်နယ်အစိုးရဆိုတဲ့အစိုးရနှစ်ရအကြားလုံပိုင်ခွင့်အာဏာခွဲဝေချက်သုံးတဲ့နိုင်ငံရေးစနစ်ပဲဖြစ်ပါလေ။ Federal စနစ်မှာအာဏာခွဲဝေရေး၊တန်ရန်စာတခွဲဝေရေးနဲ့အခွန်ဘဏ္ဍာခွဲဝေရေးအစရှိတဲ့ကိစ္စရပ်တွေကိုဘ ਹੁ အစိုးရနဲ့ပြည်နယ်အစိုးရကြားလုံပိုင်ခွင့်အာဏာခွဲဝေစီမံနိုင်ဖို့ အခြေခံဥပဒေကတိတိကျကျပြဋ္ဌာန်းထားပြရပါတယ်။ဒီမိုကရေစီနီးကျရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေဟာဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို လိုက်နာပြီးဘ ഹു အစိုးရနဲ့ပြည်နယ်အစိုးရတွေအကြားအာဏာခွဲဝေကျင့်သုံးကြရတာမျိုးဖြစ်ပါတယ်။ဒီလိုခွဲဝေကျင့်သုံးတဲ့နေရာမှာ အချို့သောမူဝါဒနယ်ပယ်တွေအတွက်ပြည်နယ်အစိုးရတွေကလုတ်ပိုင်ခွင့်အာဏာပိုများများစားစားရလေရှိပါတယ်။ဒါပေမဲ့ အချို့သောမူဝါဒနယ်ပယ်တွေမှာတော့လုတ်ပိုင်ခွင့်အာဏာကိုပြည်내အစိုးရနဲ့ဗဟုအစိုးရအကြားအတူတကွကျေသုံးကြရပါတယ်။ဒါကြောင့်ဖက်ဒရယ်စနစ်ဆိုတာဟာကိုယ်ပိုင်အုပ်ချုပ်မှုနဲ့အတူတကွပူးပေါင်းအုပ်ချုပ်မှုကိုပေါင်းစပ်ထားတဲ့အုပ်ချုပ်ရေးစနစ်ဖြစ်တယ်လို့လည်းနားလည်နိုင်ပါတယ်။ရှင်းရှင်းပြောရရင်တော့ဖက်ဒရယ်စနစ်ဟာနိုင်ငံအတွင်းမှာရှိတဲ့မတူကွဲပြားတဲ့အုပ်စုတွေအတွက်မိမိကိုယ်ပိုင်အမှတ်သရုပ်ထိမ့်သိမ်းခွင့် မိမိဒေသကိုမိမိကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ပေးထားပြီးပြည်ထောင်စုကြီးထဲမှာဥမကွဲတိုက်မပြဲအတူရှင်တွဲနေထိုင်ခွင့်ပေးထားတဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါလေ။ Federal စနစ်ရဲ့စံလေးချက်နိုင်ငံတနိုင်ငံမှာစစ်တုံးတဲ့ Federal စနစ်ဟာပုံသဏ္ဍာန်အရစံသတ်မှတ်ချက်၄ရပ်နဲ့ပြည့်စုံဖို့လိုအပ်ပါလေ။အဲဒါတွေကတော့နံပါတ်၁ဘ ਹੁ အစိုးရနဲ့ပြည်내အစိုးရတွေအကြားလုတ်ပိုင်ခွင့်အာဏာ ွဲဝေသတ်မှတ်ထားရပါမယ်။နံပါတ်1ဘ ਹੁ အစိုးရနဲ့ပြည်내အစိုးရတို့ရဲ့ကြားအာဏာခွဲဝေသတ်မှတ်ချက်ကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတရားဝင် ရေးသားဖော်ပြထားရပါမယ်။နံပါတ်3အာဏာခွဲဝေသတ်မှတ်ချက်ကို ပြင်ဆင်လို့ရင်ဘ ਹੁ အစိုးရသဘောဆန္ဒတစ်ခုတည်းနဲ့ပြင်ဆင်နိုင်ခွင့်မရှိရပါဘူး။ခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနီလန်းတွေကတစ်စက်သာပြင်ဆင်ပြောင်းလဲခွင့်ရှိပါတယ်။နံပါတ် ဖွဲ့စည်းပုံဆိုင်ရာအငင်းပွားမှုတွေဖြစ်ပေါ်လာခဲ့ရင်အစိုးရနှစ်ရလုံးက လက်ခံနိုင်တဲ့အခြေခံဥပဒေခုံရုံးရဲ့အဆုံးအဖြတ်ကိုခံယူရပါမယ်။ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရဖက်ဒရယ်ဆိုတာလူတိုင်းကြားဖူးကြပေမဲ့ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရပိုင်းကိုတည်တည်ချာချာသိရှိသူကတော့နည်းပါသေးတယ်။ဒီတော့ဖက်ဒရယ်စနစ်လို့ပြောလိုက်ရင်မဖြစ်မနေပါရှိရမယ့် အနှစ်သာရ၃ခုကို သိရှိဖို့လိုပါတယ်။ ဘုံတရံအရာရောအနှစ်သာရအရာပါဖက်ဒရယ်စစ်စစ်ဖြစ်ဖို့အတွက်ဒီ၃ချက်နဲ့ပြည်စုံဖို့လိုအပ်ပါတယ်။ဒေတာတွေကနံပါတ်၁အမျိုးသားတန်းတူရေးနံပါတ်၂ကိုပိုင် အုပ်ချုပ်ခွင့်နဲ့နံပါတ်၃ကိုပိုင်ပြဋ္ဌာန်းခွင့်တို့ပဲဖြစ်ပါတယ်။ဒါတွေမပြည့်စုံရင်အနှစ်သာရပြည့်ဝတဲ့ဖက်ဒရယ်လို့ပြောဖို့ခက်ပါတယ်။ဖက်ဒရယ်စနစ်ကျစ်တုံးတဲ့နိုင်ငံများကမ္ဘာလူဦးရေရဲ့၄၀ရာခိုင်နှုန်းဝန်းကျင်ဟာ ဖက်ဒရယ်နိုင်ငံတွေမှာနေထိုင်နေကြပါတယ်။နိုင်ငံဧရိယာကျယ်ဝန်းတဲ့နိုင်ငံတွေလူဦးရေအလွန်များပြားတဲ့နိုင်ငံတွေမှာဖက်ဒရယ်စနစ်ကိုရှစ်သုံးလိပ်ရှိကြပါတယ်။နိုင်ငံဧရိယာမကျယ်ဝန်းလူဦးရေကလည်းမများပြားပေမဲ့လူမျိုးစုစုံလင်ကွဲပြားတဲ့နိုင်ငံတွေမှာဖက်ဒရယ်စနစ်ကိုရှစ်သုံးလိပ်ရှိကြပါတယ်။ကနေဒါအမေရိကန်ပြည်ထောင်စုဩစတြေးလျနိုင်ငံဂျာမနီဆွစ်ဇာလန်နိုင်ငံဘရာဇီးအာဂျင်တီးနားနိုင်ငံ နိုင်ဂျီးရီးယားနိုင်ငံအီသီယိုးပီးယားအစရှိတဲ့နိုင်ငံတွေဟာဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒြိယနဲ့မလေးရှားနိုင်ငံတို့ကလည်းဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါတွေကတော့ဖက်ဒရယ်စနစ်ရဲ့အခြေခံသဘောထားကိုအနည်းငယ်သိရှိစေဖို့မိတ်ဆက်ဖော်ပြလိုက်တာပါ။နောက်ပိုင်းမှာလည်းဖက်ဒရယ်နဲ့ပတ်သက်ပြီးဆက်လက်တင်ဆက်ပေးသွားဖို့ရှိပါတယ်။